တကယ်တော့မခိုင်လို့ခေါ်တဲ့ထိုးအိန္ဒရာဝုဆိုတဲ့အဆူတော်မမပရိသတ်တွေအများကြီးကိုပိုင်ဆိုးခဲ့တဲ့အဆူတော်ကြီးတယောက်ဆိုတာပတ်တော့သိချာသိတာပေါ့နထောင်ခုနှစ်လောက်ကနေရာတိုင်းမှာကိုကိုရီတူနေဂျမီရို1990ပညာဆိုတဲ့တချင်းနေအလျှောက်တီးစီးပြားတွေကစပြီးတော့စင်တင်တေးဂီတာကနေအဆုံးအဲ့ဒါမှအဲ့ဒါပဲနောက်ပိုင်းကက်စပေါကာဂျေစင်တို့လာမင်းတို့ကနေစပြီးတော့ဟုတ်လေဟို ငါလေးဖြစ်နိုင်မင်းကိုပြားခြင်းအဲအဲ့ဒါမျိုးတော့ဘလူးကောင်းဆောင်းတဲ့မင်းသားအဲ့ဒါအဲ့ဒီလိုကာထာဥက္ကရေနဲ့စပြီးတော့တရားဘိုးသုံးဖို့ဆိုင်တိကိုမင်းမျိုးကြွကြဆိုးကြဟဲ့ကြပေါ့ဗျာအဲအမတော်တော်သက်သက်ခိုင်နဲ့အမေစုနဲ့အစင်ပြေပြေတုန်းကတော့မဲဆွဲပွဲတွေမှာအနီရောင်လေးနဲ့ချစ်တော်မမပေါ့နောက်ပိုင်းတကွင်းလုံးပတ်စားတဲ့ကပတ်ကစားတဲ့ဘာညာဆိုပြီးတော်သက်တယောက်ထပြီးဝုန်းတော့ ဇာကောင်ကိုရလီတည်ပေါ့အဲ့မှာညီမတော်ကလည်းပယ်မဲဖြစ်အောင်မဲပေးကြပါမဲရုံကိုသွားပြီးပယ်မဲဖြစ်အောင်မဲပေးကြပါဆိုတော့အဲ့ဟာစာကွာနော်တာပဲလူလူတရလုံးကပြည်သူဘက်ကယက်တီတဲ့ပါတီနိုင်ငံနိုင်မဖြစ်မဲပြည်သူဘက်ကယက်တီတဲ့ပါတီနိုင်မဖြစ်မဲငါတို့တိန်လုံးချုပ်မဲပေးမယ်ဆိုပြီးတော့နိုင်ငံသားမှာလှုပ်လှုပ်နေတဲ့သူတွေပါလားဟာပြန်ပြီးမဲပေးကြသူပါစုအဲ့ဒီအချိန်မှာသွားပြီးသူက မဲရုံကိုသွားပြီးပယ်မဲဖြစ်အောင်မဲပေးဖို့လိုတယ်ဆိုတော့အဲ့မှာလူလူတော်တော်ပောက်ကွဲပြီအဲ့ဒီတော့ BC BC ဆိုပါတော့ဗျာအဲ BC ဆိုလို့ဟဲ့အောင် BC တော့မသိဘူး A27 တည်တယ်ဘာညာနဲ့စတော့ကီမဆိုင်ဘူးငါဖာနဲ့ငါဆိုတဲ့ဌာနဲ့လေးပြူကြီးအောင်ထော်မနန်းနေပြောပြီးတဲ့နောက်ပိုင်းမှာတကယ်တော့လေးပြူကြီးကိုပတ်တုပ်တယ်သိသဘောကျတာပါဗျာ copy ပဲဖြစ်ဖြစ်တော်ကီပဲဖြစ်ဖြစ် IC နဲ့လေးပြူလေးပြူနိုင်စီ အစေကြိုက်ပေါ့ဒီဘဲကြီးကိုကြိုက်တာဘာတူတောက်တယ်မဟုတ်ဘူးနော်တနိုင်ငံလုံးကလူငယ်လူရွယ်အားလုံးနှိပါကကြိုက်တယ်အော်ကိုလေးကိုလေးနဲ့ချစ်တဲ့ခင်နဲ့သူတွေပြိသက်တွေဖန်တွေတော်ကြီးနေပေါ့အဲ2000ဝင်းကျင်လောက်2000-2001ဝင်းကျင်လောက်ကလေးဖြူတော် IC တောင်ကြီးတဆောင်တိုင်ပွဲမှာဆိုတဲ့ဘက်ကိုဘာတုတ်ကြည့်ဘူးတယ်ဆောင်ရမ်းကောင်းလားအဲ့လိုမှလည်းအဲဆိုတီဗီခဏနေတော့တောင်ကြီးပြိသက်တွေချင်းချင်းထဝုန်းကြပါဘူးရန်ဖြစ်ကြတော့ဗျာ ဘာကြောင့်ဖြစ်လဲတော့မသိပါဘူးပလတ်စတစ်ခုံနဲ့ခိုးတဲ့ဘက်ပြစ်ကြပေါက်ကြတုံးပေါ့တင်စာမောတောင်းမှရှာတယ်အာမလို့ကြပါနဲ့အဲ့လိုဖြစ်ရင်ကျွန်တော်တို့နောက်ဆိုလို့ရမှာမဟုတ်ဘူးဆိုပြီးတော့စင်မောကနေလမ်းတောင်းမှန်တယ်ဒါလည်းမရပါဘူးတောင်ကြီးသားတွေကဝုန်းဆဲပဲအဲ့ချိန်မှာလေးပြူကြီးကထွက်လာပြီစင်မောကနေဟဲ့အောင်နေတော်ကြတော့ကွာငါလေးပြူပြောနေတာဟဲ့အောင်နေငါတို့လည်းငရေကကြီးလာတာကွာမင်းတို့တော်တော့အေးအခုပြည်တော်သားကအငဲဆုံပဲမင်းတို့ငြိမ်းနားထောင်ကြဆိုပြီး အဲ့လိုအတဟင်းကြီးနဲ့ဟောက်အငဲလဲထွက်လာဆိုအဲ့ပရိသတ်ကလည်းရံဖြစ်တာနေပြီးတော့ညင်သွားပြီးတော့တခါတည်း IC နဲ့အတူတူစူကြနဲ့မူးလင်းပေါက်ပဲအဲ့ဒါကြည်လေတလောက်အချိန်ဟောကြီးတဲ့လေးပြူဒီလောက်တောင်အချိန်ဟောကြီးတဲ့လေးပြူနော်ပြီးရတဲ့ဘက်ကဒိန်းတောင်ဆိုတဲ့ဘေးကကျွန်တော်မှဇကာရိုက်ဖို့ဟာလည်းမခေါ်ပွဲကလည်းမခေါ်မကရငုတ်တုံးမေ့ပေါ့ အဲ့အထားလေး interview တကူမှတွေ့လိုက်တယ်။ပါတယ်။ဘက်ကနှစ်ဖက်ပဲရှိတာ။တစ်ဖက်ကမခေါ်လေတစ်ဖက်ကခေါ်ရမှာ။ဒီဘက်ဆရာနာသိမိကပြက်သမပြက်လုံးနဲ့အဲ့ဒီပြက်လုံးကအကြီးအဆုံးပဲဗျာ။တစ်ဖက်ကမခေါ်လေတစ်ဖက်ကခေါ်ပေါ့တဲ့။အေးလေမောင်ရင်ကိုကျင်စိုးကစာချုပ်ချုပ်ထားတာကိုမောင်ရင်တဲ့ကြီးကျယ်တဲ့သူတွေတော့ကျင်စိုးကကုန်လုံးလို့သဘောထားတာ။လိုအပ်တော့စွတ်လိုက်တာပဲ။အဲကိစ္စလည်းပြီးသွားရော။ ကုန်လုံးကိုရေစိမ့်နေလာပြီပြန်သုံးတဲ့လူမရှိဘူးအနည်းဆုံးတော့ပျော်စိတ်ကံခံမောကြောက်တာပေါ့ဗျာဒီလိုပဲမောင်တို့လည်းကုန်လုံးလို့သဘောထားတာကိုကိုကိုကုန်လုံးဖြစ်မှမသိပါမမသိနဲ့အခုတော့ရွာလေရောပေါ့လူပုဂ္ဂိုလ်အရမုံတိချင်းမုံတိလို့ရတယ်ရံဖြစ်ချင်းရံဖြစ်လို့ရတယ်ပြန်ချစ်ချင်းပြန်ချစ်လို့ရတယ်ဒါပေမဲ့လူတုကိုဆန့်ကျင်လို့မရဘူးဆိုတာနားလေဘူးကောင်းတယ်လူတုဟာစစ်အာဏာရှင်စနစ်ကိုချီးလို့ရွံ့တယ် တနက်ကင်ပူကြတဲ့စနစ်မျိုးကိုမုံတယ်လူတို့ကိုမမရန်ပြောဆိုတာမျိုးကိုမုံတယ်အရက်စကားနဲ့ပြောရေတော်စစ်မတော့ချင်ဘူးဟိတ်ဆိုတာမျိုးပေါ့ဒါကြောင့်ဒေါ်လာရင်းကိုဆက်ကျင်ပြီးစစ်တပ်ကိုပင်းတဲ့သူမှမပြောလူတို့ကမုံတယ်စစ်တပ်ကိုမုံတဲ့အချိန်ကတချိန်ကချစ်ခင်လမျက်နှူးလာတဲ့နိုင်ငံကျော်အမှုပညာရှင်တွေတောင် စစ်ဆိုးရနဲ့ပေါ့ရင်နိုင်ငံရေးကဒီမိုကရေစီကိုဆန့်ကျင်ရင်သေလောက်အောင်မုံခဲ့တာပဲ ပရိသတ်တွေတကယ်ချစ်ကြအားပေးတဲ့အစိုးတော်ကြီးတွေတောင်မုန်းသွားခဲ့တယ်ဆိုရင်ဂျန်နဲ့ငချီလူဘောမအစင်လောက်ကထဲ့ပြောမနေနဲ့ပြောမယ်ဆိုရင်ပြည်သူရဲ့နိုင်ငံရေးမြက်ကသိတ်ကိုကြီးတာနော်အေးအဲ့ဒါရောင်ဝါးတွေသိဖို့